မိုးကုတ်ရေးပေါ်ချီနေမှာပါပြီဖြစ်လာနိုင်မိုးကုတ်ကိုဗစစ်တပ်ကဝင်ပြီးစစ်ကြောင်းထုံးမယ်ဆိုရင်ဗေလန်တွေကဝင်နိုင်တယ်လေမင်းနဲ့ဘုံချဲရင်ဗေလီတက်တွေကကျင်းနိုင်စစ်ကောင်စီကဘောမကျော်မျိုးမင်းကမိုးကုတ်က PDF တက်တွေကိုအထင်သေးအမြင်သေးတွေးခွက်တက်ရှိုးတဲ့ဇကားတွေပြောထားတာကိုလည်းဒီနေ့တွေ့ရတယ်ဆိုတော့ဒီကနေ့မိုးကုတ်အခြေအနေနဲ့ပတ်သက်ပြီးတော့ အရေးပေါ်အခြေအနေကြီးညာခံလိုက်ရတဲ့မိုးကုဒါရီနဲ့ပတ်သက်ပြီးတော့ဘာတွေဆက်ဖြစ်နိုင်လဲဆိုရင်အကြောင်းအရာကိုကျွန်တော်တိဆက်ပြီးမှဖြစ်တယ်။ဟိုဘက် allergy review မှာတော့အကျွေးဗလက်ပြင်းနဲ့အမတ်ဖြစ်ခြင်းနဲ့တသက်ခိုင်ရဲ့ BBC interview review လေးရဲ့နောက်တစ်ခုကဝိတ်စိန်မန္တလေးမန္တလေးမြို့ပေါ်မှာဓမြတိုက်ခံရတယ်လို့ငိုတန်းတွေတွှဲွှဲနဲ့ပြည်ကြီးတကွန်ကအိမ်ဖြတ်ပွဲကြီးပဲ ဒါပြင်ဟာဟာအသေးပုံလေးပေးမိလေအသေးပုံလေးပေးမိလို့ကိုပေါ့ရဲ့ကိုပေါ့ရဲ့ post မှာအသေးပုံလေးပေးမိလို့ driver ဇမုထုံးတက်လို့ကိုထပ်မဖမ်းဆီးလိုက်တဲ့အချိန်ကြီးလေဆိုရင်စာမျက်နှာတခွင်ကို the reset ပိုက်စိတ်တိုက်ပြီးဖိနေရုံမာနေတဲ့အချိန်ကြီးကိုဘာ allergy review ထဲမှာတော့ပြောမယ်ဒီမှာတော့ဘိုးကုတ်ကိုအထူးပြုပြီးပြောချင်တာက မိုးကုတ်နဲ့ပတ်သက်ပြီးတော့တာမန်ကြည့်ရင် DNL စုတ်ခွာတယ် PDF တွေဝင်ထိတ်ချုပ်ပဲဒီချက်ပို့ပြီးတော့ကျေပြန့်နေနိုင်ငံရေးစီသဘောတရားတွေရှိနေလို့မိုးကုတ်ကိစ္စကိုကျွန်တော်တရဆက်ပြောနေတာဖြစ်ပါတယ်အဲ့တော့မိုးကုတ်နဲ့ပတ်သက်ပြီးတော့လက်ရှိအခြေအနေကိုပြောမယ်ဆိုရင် DNL မိုးကုတ်ကမထွက်သွားသေးဘူး။ညမထွက်သွားသေးဘူး။ DNL ကမိုးကုတ်မှာပဲအုတ်ချုပ်ရေးအထိုင်တွေရှိနေလို့မယ်။ဒီနေ့တည်းရှိနေလို့ပဲ။အဲ့ဒါနဲ့တပြိုင်နက်ထဲမှာဖက်စစ်တပ်ဟာမိုးကုတ်ကိုအရေးပေါ်အချိန်ကြီးဆက်ပြီးကြီးညာပါလေ။အဲ့တော့ကဝေးဦးစည်းချုပ်ဆိုရဲလောက်ပိုင်ခွင့်နဲ့တာဝန်တွေတိုင်းဆက်ကျင့်သုံးမယ်လို့31ရက်နေ့အောက်တိုဘာမှာထုတ်ပြန်ခဲ့ပါ မိုးကုတ်ကိုအေးဖို့အချိန်တတ်ကြည့်ရတာဒီနလီဟာလည်းမိုးကုတ်မှာရှိနေလို့ပဲ MDY PDF နဲ့ပူပေါင်းတက်တွေဟာလည်းမိုးကုတ်ကိုတပွဲပွဲဝင်ရောက်လာပြီးမြို့ကိုခုခံဖို့ကာကွယ်ဖို့ပြင်ဆင်နေတယ်ဒီကနေ့တရက်နေ့မှာဆိုရင်ဒီနလီဟာမိုးကုတ်မြို့ကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်မှုကိုရှောင်ရှားနိုင်ဖို့အတွက်စီရေးတတိရှိပါလို့ မုတ်ကုတ်ဒေတာခံကိုအတိပေးထားတယ်အဲ့တော့စစ်တပ်ကစီရီယန်ပေါ့နော်ဒီလေကြောင်းစီရီယန်ရဲ့ရေးသားချက်အရဆိုရင်မုတ်ကုတ်မြို့နဲ့မန္တလေး PDF နဲ့ပူပေါင်းတပ်တွေကိုစစ်တပ်ကထိုးစစ်ဆင်နိုင်တဲ့လမ်းတွေကိုလေ့လာကြည့်တဲ့အခါမန္တလေးမိုးကုတ်လမ်းပြင်းတွေမိုးကုတ်လမ်းလာရှိုးကြောင်မေးမိုးကုတ်လမ်းရွှေဘိုခင်ဦးကန့်ဘလူးထီးကြိုက်တကောင်းမိုးကုတ်လမ်း မိုးကုတ်မိုးမိတ်လမ်းလုံးကနေတဆင့်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်နိုင်တယ်လို့အချင်းချင်းသုံးသပ်ထားကြတယ်။ဆိုတော့မန္တလေးမိုးကုတ်လမ်းနဲ့ပြင်းဦးရီမိုးကုတ်လမ်းလာချိုးကြောင်နဲ့မိုးကုတ်လမ်းရွှေဘိုးခင်ဦးကန့်ဘလူထီးကျက်တကောင်းမိုးကုတ်လမ်းမိုးမိတ်မိုးကုတ်လမ်းဆိုတဲ့လမ်းတွေကိုတည်တည်ချာချာလိလာကြည့်တဲ့အခါမှာအဖြစ်နိုင်ဆုံးကတော့မန္တလေးမိုးကုတ်လမ်းနဲ့ရွှေဘိုးခင်ဦးကန့်ဘလူထီးကျက်တကောင်းမိုးကုတ်လမ်းတွေဟာ စစ်ကြောင်းထိုးဖို့အများဆုံးဖြစ်နိုင်ခြင်းရှိပါတယ်။လာရှိုးကြောင်မဲမိုးခုလန်းကလည်းလာရှိုးမြို့မှာပြန်လဲအထိုင်ချနေတဲ့တပ်တွေကမိုးကုတ်စီကိုစစ်ကြောင်းထိုးနိုင်တယ်ဆိုတဲ့အကြမ်းဖက်သုံးသပ်ချက်တွေရှိပါတယ်။လေကြောင်ကနေလေနဲ့ဘုံကျဲနိုင်ခြင်းအများဆုံးရှိတဲ့လေဒက်စကန်တွေကတော့မိဒီလာရှန်တဲ့လေဒက်စကန်တဒါဝူးလေဒက်စကန်ပြင်းဦးလေလေးရက်ကန်နန်းဆန်လာရှိုးလေတက်လေကြောင် လေရင်ကွင်းနေတာနေပြီးတော့ဘုံကျဲတိုက်ခိုက်မှုကြီးလုပ်တယ်ဆိုတော့မကုတ်မြို့နယ်ပတ်သက်ပြီးတော့ကျွန်တော်တို့အထူးအချံပြုလို့တာက AMPN PDF နဲ့ပူပေါင်းတက်တွေဟာမြို့လူလူကိုအရေးပေါ်အစည်းအဝေးခေါ်ပါဆိုလိုတာကလူအုပ်ဓမ္မကြီးကိုဓမ္မယုံလေးခေါ်စီဝေးလောက်ခိုင်းရင်လေကြောင်းဘုံချင်းပြဿနာကတက်အောင်မယ်အဲ့တော့ငိုးမျိုးပေါ်မှာအင်တာနက်ရနေတဲ့နီးလန်းတွေအများကြီးရှိတယ် PDF တွေကနေပြီးတော့ဒီအုတ်ချုပ်ရေး PDF ပေါ့နော် PDF ကအုတ်ချုပ်ရေးနဲ့ဆိုင်နဲ့ပြည်သူလူထုနဲ့ဆိုင်နဲ့လူမှုဆက်ဆံစီယိုရေးမှုတွေက Zoom meeting တွေကိုအိမ်တိုင်းမှာ Zoom application တွေထည့်ပေးပြီးတော့ Zoom meeting ချင်းကိုကိုယ့်အိမ်မှာကိုယ်ပဲလုပ်ပြီးတော့မြို့ရဲ့အရေးပေါ်အခြေအနေကိုစီမံသင့်ပါတယ်လို့ကျွန်တော်အကြံပြုပါတယ်အခုချိန်တွေကခံတက်ခံစစ်ခံတက်ဘန်ကဂဒုတ်ချင်း လေကြောင်းရံကာဝေးရင်ကိစ္စရက်တွေနဲ့စားနဲ့ရိတ်ခါအဆမရှိတာလို့စနစ်တကျပြင်ဆင်သိပါတယ်စစ်ကြောင်းထိုးလာနိုင်တဲ့ပပလေမြို့တွေရဲ့လမ်းတွေမှန်သမျှကိုလည်းမိုင်းတွေခင်းလာပြီးတော့ကြိုတင်ကာကွယ်ထားဖို့လိုအပ်ပါတယ်မြို့လူမှုနဲ့တသားတဲ့ပေါင်းစည်းပြီးတော့ဒီကြပွဲဟာမနေ့ကကျွန်တော်ပြောခဲ့တဲ့တရုတ်ကိုအန်တုတွေပွဲလို့ပြောလို့ရတယ်ဗမာတပ်တွေစပြီး တပ်ပေါင်းစုနိုင်မဲ့မဟာခွင့်ရေးတည့်ရလေဖြစ်ပါတယ်။ဒါကြောင့်မို့တာမန်အပြည့်ကြည် DNL ဆုတ်ခွာသွားတယ်။ PDF တွေဝင်ရောက်ထိချုပ်တယ်။ဒီထက်ပိုတဲ့နိုင်ငံရေးစီလေးနက်မှုတွေရှိတဲ့အတွက်ဒီမိုးကုမြို့ခုကံကာကွယ်ရေးတိုက်ပွဲဟာမြမတော်လန်ကြီးရဲ့အလဲအပြောင်းတရက်လို့ပြောလို့ရတယ်အခြေအနေမျိုးဖြစ်လို့တက်ခါကလေးလေးပြောလို့ရတယ်ဖြစ်ပါတယ်။ဒါကြောင့်မို့ မိုးမြို့ကိုကာကွယ်မဲ့ MPYPF ဘုကုတ်ပြူဟာအဆရှိတဲ့တပ်တွေဟာမြို့လူလူနဲ့တသားတဲ့အစီဝေးတရက်သဘောတူညီမှုတရက်ပြစ်လို့ပြီးမိုးကုတ်မြို့ကြီးကိုခံစစ်ဘန်ကာမြို့ကုကံကာကွယ်ဖို့အကောင်းဆုံးသောခံစစ်မဟာပြူဟာများအခုလေးကစပြင်ဆင်တင့်ပါလေလို့လင်းနဲ့စွာအကြံပြုကျွန်တော်ပြောခင်မှာလဲလုံနေမယ်လို့ ယုံကြည်ပါတယ်။သိလိမ့်မယ်လို့လည်းကျွန်တော်တို့ယုံကြည်ပါတယ်။မြေပြင်တော်လိုင်းကြီးသမားတွေရဲ့အတွေ့အကြုံနဲ့ MDY PDF ပါမယ်မိုးကုတ်ပြူဟာတို့ရဲ့မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲခဲ့တဲ့စီရေးအတွေ့အကြုံနတ်နတ်အင်အားလူအင်အားတွေနဲ့ပတ်သက်ပြီးယုံမားတန်တရားရှိစရာလုံးဝမလိုပါအကောင်းဆုံးခုခံကာကွယ်နိုင်လိမ့်မယ်လို့ယုံကြည်သူတို့ပြည်သူတရလုံးနဲ့တော်လိုင်းအင်အားစုအကုန်လုံးကလည်း တတားရဲ့ရက်တီဝင်းရံပြီးမိုးကုတ်မသည်နိုင်ငံလုံးဆိုင်ရာတပ်ပေါင်းစုကြီးနဲ့မြေပြန့်တက်တော်အာလုံးစုစည်းကမြေပြန့်ဆိုင်ရာမဟာပြူဟာတရက်မြေပြန့်ထိုးစစ်တရက်မြေပြန့်ဒေတာများတိမ့်ပိုက်တိုက်ခတ်ရေးမဟာပြူဟာဆိုတာဒီကိုစတဲ့ချမှတ်နိုင်လာတဲ့ကနဦးပွဲထွက်ခြေလမ်းတလမ်းဖြစ်တဲ့အတွက် မုခုကုကကာပွေရေးဟာအင်မတန်အရေးပါနေဆိုတော့ဒီနေရာမှာဖက်စစ်တပ်ဟာသူ့ရဲ့စစ်ကောင်စီထောက်ခံတဲ့တည်င်းဌာနတွေလော်ဘီတွေကနေတဆင်မုခုမှာတိုက်ပွဲဝင်မဲ့တပ်တွေပြည်သူလူထုရဲ့ဝေဝါးတော့အောင်ဝါရဖြန့်နေရတယ်လို့ကျွန်တော်နားထောင်ရအောင်အဲ့တော့မနေ့ကကျွန်မမိကဘာပြောလဲဆိုတော့ MD1 PDF ကဘာလို့တိုက်မှာလဲ ဘသူကတိုက်ခိုင်းတာလဲမင်းတို့ကလက်နက်ခဲယမ်းတွေကဘသူကပေးมาလဲ NUG ကိုမေးကြည့်ပါအိုးဘလောက်ကြာကြာတောက်ခံနိုင်มาလဲဆိုရက်ဒီသူလူလူနဲ့တော်လိုင်းအင်အားစုတွေဝေဝါးတွားအောင်တတ်ရှို့တွေးခွဲနေပါလေတော်လိုင်းရဲ့ယုံကြည်ချက်ဟာကုန်ဖက်နဲ့ဂျပန်ဖက်နဲ့ ပစိုးခွင်းတိုင်းကစခဲ့တဲ့ငါတို့တော်လိုင်းကြီးကဒီကနေ့တက်တောင်ဘူရုနဲ့ဖဆစ်တက်ကိုလက်ကမောင်းခတ်စိန်ခေါ်နိုင်တဲ့အခြေအနေကိုရောက်လာတာကိုသူမိနေဘူးရတယ်။ငါတို့ယုံကြည်ချက်ဟာငါတို့နိုင်ငံတော်ဖြစ်တယ်။ငါတို့ယုံကြည်ချက်နဲ့ပဲဒီတော်လိုင်းကြီးကိုစင်နေခဲ့တာလို့ဒီသူလူလူကစစ်ကောင်စီဘောမှစစ်ကောင်စီထောက်ခံတဲ့ကောင်တွေကိုပြောချင် ငါတို့ယုံကြည်ချက်ကဒီနေ့ကနေမောင်းနှင်လာပြီငါတို့ရဲ့ကြွေးကြော်ခဲ့တဲ့ယုံကြည်ချက်တွေတိုင်းဖက်စစ်တပ်ကိုလုံးဝအုပ်ချုပ်ခွင့်မပြုဖက်စစ်တပ်အမြင့်ဖြတ်ချီမုံကြီးဆိုတဲ့လမ်းစဉ်တွေခိုင်ခိုင်မာမာဒီဂရီတီရှောက်လန်းနေစေပဲဆိုတော့တရိယာ MD1 PDF မှာပါရှိလို့လေဘလောက်တောက်ခံနိုင်မှာလဲဆိုတဲ့စကား တခွန်းမင်းတို့ကိုပြောလိုက်ပါကမ်ပါနီတိုက်ပွဲဆိုတဲ့ຫນွေဦးတော်လိုင်းကြီးမှာပထမအဦးဆုံးတနတ်တန်ဖတ်ခဲ့တဲ့တူမီနဲ့စခဲ့တဲ့ဒီတော်လိုင်းကြီးဟာဒီကနေ့ဆိုရင်နေပြည်တော်တိရှင်းချောက်နိုင်နေတဲ့အနေထားဆိုတော့ကိုမင်းတို့တက်တွင်းကစစ်ပူချုပ်တွေကောင်းကောင်းသိပါတဲ့မြန်နေပြည်တော်ကဝင်တိုက်ခိတ်မယ်ဆိုရင်ဆိုရဲစိုးရင်ချက်တင်နေ ဖက်စစ်တပ်ကစစ်ဘုံချုပ်တည်အကျော်တရားဝင်နေတယ်ဆိုတော့နေကြည့်လိုက်ပါရွေးကောက်ပွဲတစ်ဖက်မှာမရရအောင်လုပ်ကမယ်ဆိုတဲ့ဖီအာဂီတရဲ့ရှိနေပြီးတော့တရုတ်ရဲ့ချိန်တို့ထားတဲ့ရွေးကောက်ပွဲမဖြစ်မနေရအောင်လုပ်ဆိုတဲ့ရာသတန်နဲ့တရုတ်ခိုင်းသမျှလုပ်တဲ့မြန်မာတမိုင်းကမင်းအောင်လိုက်စစ်တပ်ဆိုတဲ့တမိုင်းဆိုးနဲ့အတူ စတတပြက်နေပြီးတော့ကိုဝင်တိုက်နိုင်နေရင်မင်းတို့ရွေးကောက်ပွဲပြတ်သွားလို့ကတော့မင်းတို့နဲ့တရုတ်နဲ့စရင်ရှင်းပေါ့ကွာမင်းအောင်မိုင်ကိုကြော်မျိုးမင်းကြီးဖုံးဆက်ပြီးမေးလို့ရရင်မေးကြည့်လိုက်ပါအိမ်မှာပြောရတာစားမဝင်ရတာအပူရုပ်ကိုဟန်လို့မနေပါနဲ့မြန်မာတမိုင်းမှာလက်ရှိမြန်မာစစ်တပ်ရဲ့အခြေအနေဟာ ဒီကနေ့လောက်ဆိုးရွားတဲ့အခြေအနေမျိုးဘုဒ္ဓအောင်ဆန်းရဲဘော်တုံးကြိတ်ကစပြီးဖွဲ့ခဲ့တဲ့တက်မတော်ကနေယနေ့အချိန်ထိဆိုးရွားတဲ့အခြေအနေမျိုးညမစစ်တပ်တမိုင်းမှာတခါမှမရှိဘူးသေးဘူးဆိုတော့မင်းတို့စစ်ပူချုပ်ကြီးကောင်းကောင်းသိပါတော်လန်ยีကိုရက်တန့်နိုင်လိမ့်မယ်တော်လန်ยีကိုငါတို့နိုင်အောင်တိုက်နိုင်လိမ့်မယ်လို့စစ်တပ်ထဲကកောင်တွေက စိတ်ကူးမရှိသေးပါလက်တွေ့မှာအလူအလဲအသိအကြည်ဖယိုဖယဲခွေးပြေးဝက်ပြီးဖြစ်နေမင်းတို့အပြင်ကမတိနိုးနာစစ်ကောင်စီထောက်ခံပြီးအယိုးရင်ကတ်ရတဲ့ကောင်တွေကသာစစ်တကနိုင်မှာပဲနိုင်လိမ့်မယ်ဆိုတဲ့စိတ်ကူးရှိမှုတွေနဲ့ဒီတက်လူညွတ်တုံးတဲ့အချိန်ကိုမင်းတို့ရသွားတယ်ဒီလောက်ပဲပြောချင်တယ်မိုးကုတ်နဲ့ပတ်သက်ပြီး တာမန်မိုးကိုမြို့ကိုပြန်လဲခုခံရေးတိုက်ပွဲမဟုတ်ဘူးမြမနွေဦးတော်နိုင်ကြီးရဲ့ညညိုရေးဗဟိုစုံချက်တစ်ခုမိုးကိုကာဝေးကြီးခုခံရေးတိုက်ပွဲကဖြစ်လာနိုင်လိမ့်မယ်လို့တုံ့တက်ရင်အစွမ်းကိုပူပေါင်းပါဝင်ကြပါနိုင်ငံလုံးဆိုင်ရာတော်နိုင်မဟာမိတ်တပ်ပေါင်းစု NRA ကလည်းမနေ့ကမိုးမြို့ကိုကာဝေးမဲ့တော်လည်တပ်ဖွဲ့များကို၄နှစ်စွာ အတိမတ်ပြုဂုံပြုကြိုဆိုကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်တတူ DNL ဆုတ်ခွာသွားပြီးနောက်မိုးကုတ်မြုပ်ကိုကာကွယ်ရန်အတွက် MDY PDF မိုးကုတ်ပြူဟာမြင်းကြံ blood type ကတပ်ဖွဲ့တော်လိုင်းတပ်ဖွဲ့တွေကမိုးမြုပ်ကိုကာကွယ်ရန်ကြေညာချက်များအသီးသီးထုတ်ပြန်ခဲ့သည်ကိုတွေ့ရှိရဒီကြေညာချက်တွေဟာ ပြည်သူလူလူလက်တွေ့ဘဝဆန္ဒနဲ့တထက်တဲကြသည်ဟုအနာရီမရှုနေသည်၎င်းထုတ်ပြန်ချက်များကိုဝမ်းမြောက်ဝမ်းသာကြိုဆိုပြီးမဟုတ်မျိုးကိုကာကွယ်ဖို့အတွက်ဆောင်ရွက်နေသောတော်လိုင်းတပ်ဖွဲ့များကိုလေးစားအတိမတ်ပြုဂုံပြုပါချောင်းနိုင်ငံဆိုင်ရာတော်လိုင်းမှာပဲတပ်ပေါင်းစုအနာရီကလည်းကြီးညာချက်ထုတ်ကား ုံပြူကြိုးဆိုခဲ့ပါတယ်။တရတအားလေးပါဝင်နိုင်တဲ့တော့ပါဝင်မှုကြိုးစားနေတယ်လို့ပဲတည်ထားပေးပါ။အဲ့တော့မိုးကုတ်ခုကံကာဝေးတိုက်ပွဲဟာမြန်မာတော်လည်းရည်ညီညွတ်ရေးဗဟိုစုံချက်တရက်နဲ့တပ်တော်များပေါင်းစုရေးဝင်ရိုးတစ်ခုဖြစ်လာနိုင်ဖို့နိုင်ငံရေးစီရာတွေ့နေရပါတယ်။မိုးကုတ်ကိုဝင်ရကြမိုးကုတ်ကိုကာဝေးမဲ့တပ်တွေကိုဝင်ရကြ achievement. To... To...